ကမ္ဘာပေါ်မှာအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တိုင်းကအကောင်းမြင်တဲ့သူတွေဖြစ်ကြပါတယ်။တချို့တွေဆိုလို့ရှိရင်ပြောကြတယ်အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ JD လို့ခေါ်တဲ့ job description နဲ့မှာတော့သူတို့ရဲ့တာဝန်ယူမှုတာဝန်ခံမှုတွေထဲမှာတဲ့အကောင်းမြင်ခြင်းဆိုတာကိုတောင်းထည့်ထားကြတယ်ဒါလေးကျွန်တော်မှတ်ဖို့လိုတယ်เนาะအဲ့တော့အောင်မြင်နေတဲ့သူတွေကသူတို့ရဲ့ GD ထဲမှာ optimism เนาะ optimistic လို့ခေါ်တဲ့အကောင်းမြင်ခြင်းကိုထည့်ထားတယ် ဲ့တော့ပြောချင်တာပါလေဆိုတော့ကျွန်တော်တို့ဘဝတွေမှာလေလုပ်ငန်းရှင်တွေအနေနဲ့လေကိုယ့်ရဲ့လုပ်ငန်းအောင်မြင်ဖို့အတွက်ကိုကအကောင်းမြင်ဖို့လိုတယ်။နော် optimistic ဖြစ်ဖို့လိုတယ်။အဲ့တော့အကောင်းမြင်နေဆိုတာကတော့အလုံးသိတဲ့အတိုင်းပဲဟာအရာအလုံးကကောင်းနေတယ်အရာအလုံးကအဆင်ပြေနေတယ်လို့ကျွန်တော်တို့ဟန်ဆောင်ခိုင်းတာမဟုတ်ပါဘူး အဲ့တော့အကောင်းမြင်နေဆိုတာက မကြခင်မှာကောင်းတာတွေအလုံးဖြစ်လာတော့မယ်အဲ့တော့အခုလုပ်နေတဲ့အရာတွေအလုံးကကောင်းတဲ့ဘက်ကိုပြောင်းလဲတော့မယ်ဆိုတဲ့ခံယူချက်နဲ့နေထိုင်တာဖြစ်ပါတယ်။နောက်ထပ်ပါတော့ Elon Musk ဆိုလို့ရှိရင်သူရဲ့တော့ကျွန်တော်တို့ဒီ SpaceX เนาะပထမဦးဆုံးပြစ်တင်လိုက်တဲ့ rocket တွေကျွန်တော်တို့ပျက်စီးသွားတယ်။ဆုံးရှုံးမှုတွေများသွားတယ်။ဒါပေမဲ့သူကမလုပ်တည်ဆိုတော့ဟာသွားပြီငါဆုံးရှုံးသွားပြီလို့သူကခံယူတာမဟုတ်ဘဲနဲ့အကောင်းမြင်တဲ့စိတ်နဲ့ okay ဒါဒီအလုံးမဖြစ်တဲ့ ီလန်းတစ်ခုကိုတွေးလိုက်တာနောက်တစ်ခါကျရင်အလုတ်ဖြစ်တဲ့နီလန်းနေရှာပြီးတော့မှလုံမယ်ဆိုပြီးတော့မှအကောင်းမြင်စိမ့်နဲ့စ조사တဲ့အခါမှာဒီ SpaceX company ဒီဒါအခုဆိုလို့ရှိရင်အောင်မြင်တဲ့ company တစ်ခုလို့ပြောလို့ရတယ်သူတို့ကအကောင်းမြင်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်လာဖို့ဆိုလို့ရှိရင်အချက်၅ချက်ကိုမဖြစ်မနေလုပ်ရဘူးလေ့ကျင့်ယူရတာပေါ့ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီအချက်၅ချက်ကိုလေ့ကျင့်ယူတယ်အဲ့တော့နံပါတ်1အချက်ကတော့ကျွန်တော်ခုနကပြောလိုက်တဲ့ဟာပဲအစိုးကိုသင်ငန်းစာအဖြစ်ပြောင်းလဲပြီးတော့မှအခွင့်အရေးအနေနဲ့ယူတတ်ဖို့စ조사တာ အဲ့တော့ကိုကထုတ်ကုန်တစ်ခုကိုထုံချောင်းလိုက်တယ်။အဲ့တော့ကိုရဲ့ customer ဝယ်မသွားဘူး၊ညင်းတော့တယ်။အာမွေကျုံးခင်ဗျာဟာ။ဆိုဒီချိန်မှာဟာငါရဲ့ထုတ်ကုန်ကမကောင်းဘူး၊တွားပြီးဆုံရှုံသွားပြီးနစ်နာသွားပြီးဆိုပြီးတော့မှကျွန်တော်တို့ကခံယူတာမျိုးမဟုတ်ဘဲနဲ့။ Okay ဒီတည့်ကနေသင်္ကန်းစာယူလိုက်မယ်။အဲ့တော့ဒီ customer ကဘာကြောင့်မလို့ငါရဲ့ထုတ်ကုန်ကိုဝယ်မသွားတာလဲ။ဆိုတော့ကျွန်တော်အဖြေရှာတယ်။အဖြေရှာပြီးတော့မှနောက်ထပ်ပြင်ဆင်မယ်။ပြင်ဆင်ပြီးတော့မှထပ်ရောင်းကြည့်မယ်။ ဒါဆိုလို့ရှိရင်ဆုံးရှုံးမှုတွေကိုသင်ခန်းစာဖြစ်နေပြောင်းတယ်သင်ခန်းစာပေါ်မှာအခွင့်အရေးဖြစ်နေပြောင်းတယ်เนาะအဲ့ဒါလေးလေ့ကျင့်ကြည့်စမ်းပါကျွန်တော်တို့လုပ်ငန်းရှင်တွေအနေနဲ့နော်ဆုံးရှုံးမှုတစ်ခုဖြစ်ပြီဆိုလို့ရှိရင်เนาะဒါမှမဟုတ်အခက်အခဲတစ်ခုတွေ့ပြီเนาะအဲ့ဒါပြဿနာတစ်ခုတွေ့ပြီဆိုလို့ရှိရင်ပြဿနာအခက်အခဲလို့မတွေးဘဲနဲ့အဲ့ဒါကောင်ကျွန်တော်တို့သင်ခန်းစာဖြစ်နေပြောင်းလို့မရဘူးလားသင်ခန်းစာဖြစ်နေပြောင်းပြီးရင်အခွင့်အလမ်းဖြစ်နေပြောင်းလို့မရဘူးဒါလေးကျွန်တော်တို့ ခံယူကြည့်ဒါလေးကျွန်တော်တို့ practice လုပ်ကြည့်အရင်ကောင်းတယ်ကျွန်တော်လည်းဒီတိုင်းပဲအရင်တုန်းကကျွန်တော်ဆိုလို့ရှိရင်တော့နိုင်ငံသားခီးသွားကုမ္ပဏီလို့တုန်းကဆိုလို့ရှိရင်ဟာဧည့်သည်တွေကပြဿနာရှာပြီဆိုလို့ရှိရင်ဟာဖုန်းလာပြီဆိုလို့ရှိရင်စိတ်ကိုညစ်နေတာတော့ဘယ်ဧည့်သည်ကဘယ်နေရာမှာအဆင်မပြေဘူးတဲ့ဘယ်ဧည့်သည်ကဘယ်နေရာမှာပြဿနာတက်နေတာနဲ့စိတ်ကိုညစ်နေတာဖုန်းကိုမဖွင့်ချင်ဘူးနောက်ကြတော့အော် ဒါဒီငါအတော့အခွင့်အလမ်းနေဖြစ်တယ်အဲ့တော့အခုဖြစ်နေတဲ့ပြဿနာတွေကနေငါသင်ခန်းစာယူမယ်ပိုကောင်းအောင်လုပ်မယ်အဲ့ဒါဆိုလို့ရှိရင်ငါအခွင့်အလမ်းဖြစ်ပြောင်းလဲနိုင်မယ်ဆိုတော့ပုံနေဝင်လာမအောင်ပြောနေတာတော့ဒါဒီနံပါတ်1ပါအဲ့တော့နံပါတ်2နီလန်းကတော့ကျွန်တော်ဘာလို့စေချင်လဲဆိုတော့အခုကိုယ်လုပ်ငန်းရဲ့ပုံစံကိုတပ်ပုံရိုက်တာ